ကဲအားလုံးမင်္ဂလာပါဒီနေ့အခန်းဆက်ခွန်ပေါ့နော်တင်ရိုးတဲ့ဟျူဂါဟျူဂါကတော့ဒါခွင့်ရလို့ပြောရမှာပေါ့ဟျူကနားတာဗျာဂါဆိုတာကဟော်ဂါဒါခွင့်ပြုဒီဟော်ရက်ပေါ့နော်ပြောရရင်အဲ့ဆုံးကလာတဲ့အတုံးလုံးပေါ့နော်ဒါကြောင့်မလို့ဟျူဂါလို့ပြောရင်ခွင့်ရလို့ပြောရမယ်ဟျူီနဲ့ဟျူဂါနဲ့ကမတူဘူးနော်ဒါကဟျူဂါဟျူီဆိုရင်နားရဥပမာတနေ့ငွေတို့နားရမျိုးပေါ့နော်သဘောတကူပြောရရင် ဟူကာကြတော့ခွင့်တောင်းရတယ်ရှောက်ထားရတယ်ပေါ့နော်နားရက်ကိုဒါမျိုးတွေကိုဟူကာလို့ခေါ်တယ်အဲ့တော့ခွင့်ရဲ့လိုပဲကျွန်တော်ကတော့ပါတာပြန်ပါတယ်နောက်တစ်ခုဒါဆိုကြည်အောင်ဩဘူဆန်ရောနော်ဘူဆန်ဘူဆန်ဘူတာပေါ့နော်ကဲအစင်းရဲ့အောက်မှာဟူကာတဲ့မောဟလျောကိုရောဟူကာတဲ့တဲ့နော်ခွင့်အာခွင့်ရရောက်တဲ့အခါဒါလို့ပြောလို့မရမယ်ဗောခွင့်ယူတဲ့အခါလို့ပြောလို့လည်းရတယ်เนาะခွင့်ရတဲ့အခါလို့ပြောရင်ပိုကောင်းပါတယ် ခွင့်ရတဲ့အခါမောဟလျောကိုဟေယဘာလို့မလို့လဲခွင့်ရတဲ့အခါဘာလို့မလို့လဲဆိုတော့ဘူဆန်နဲ့ခါလျောကိုဟေယဘူဆန်ကိုသွားမလို့ပါဆိုပြီးတော့သူရဲ့အစီအစဉ်ကိုဖော်ပြတယ်လျောကိုဟာတာပေါ့နော်ဘူဆန်ကိုသွားမလို့ပါတဲ့ဒါဆိုလို့ရှင်ဟုတ်ပြီအောက်မှာမပေါတရမာလာတဲ့ဥတဲဆိုတဲ့တဲ့အခါဒုံကလူပါတာပြန်တဲ့တရာတလုံးပါမယ်လျောကိုဟာတာဥလျောကိုဟာတာရွေချက်ကိုဖော်ပြတဲ့စကလုံးတလုံးပါမယ် ဒါဆိုရင်အောက်မှာတော့ OPE နဲ့ပတ်သက်တဲ့ဟာတွေကဲလေးလာကြည့်ကြရအောင်ပါ Huga Gevegel Marasita ရခွင့်ရဲ့ Gevet အစီအစဉ်ပလန်ပေါ့ပလန်ကို Marasita ပြောနိုင်တယ်တဲ့ဟုတ်ပြီနော် Now Yohin Khyonghome de he Yohin nga khyi twa da Khyonghom sa atwe chung ko pyo da ခီတာအတွေ့အကြုံနဲ့ပတ်သက်ပြီးမူကိုမေးပြီးတော့ data 5 suite တာဖြေချနိုင်တယ်။ဒါဆိုရင်နောက်တစ်ခုသွားကြည့်မယ်အောက်ကို ကျောင်းဟွန်ဆိုအတွေ့အကြုံကိုပြောတာเนาะအတွေ့အကြုံကဲယောဟင်ခလျွန်အော်ဗီတဲ့เนาะယောဟင်ကခီးသွားခြင်းပေါ့ခလျွန်ဆိုတာကတော့ပတ်တက်တာကိုပြောမယ်အော်ဗီကတော့ဒါဝဟာရစကလုံးသိတဲ့အတိုင်းပဲယောဟင်ကိုခေဖက်ခါတာတဲ့ယောဟင်ကိုခေဖက်ခါတာခီးသွားခြင်းကိုအစီအစဉ်ဆွဲတည်ယောဟင်ကခီးသွားခြင်းခေဖက်ခါတာအစီအစဉ်ဆွဲတဲ့ပလန်ချတယ်ပေါ့ ဘယ်နေ့ဘယ်ရက်သွားမယ်ဘယ်ဟိုသွားမယ်ဒါလိုပလန်ချဖြိုးရစာတာလက်မှတ်ဝယ်သည်ဖြိုးကလက်မှတ်နောက်ကစာတာဝယ်သည်လက်မှတ်ဝယ်သည်ဖြိုးရစာတာလက်မှတ်ဝယ်သည်နောက်စုစိုးရရရခါတာစုစိုးစရာကတဲခွေရနေရရရခါတာကြိုတင်ဘုကင်လုတ်သည်လို့ပြောရမယ်ပေါ့နော်ကြိုတင်ဘုကင်လုတ်တယ်ကြိုတင်မှားကြတယ်ဆိုတဲ့အဓိပ္ပာယ်စုစိုးရရခါတာစုစိုးစရာတဲခွေရမယ်နေရာကိုစုစိုးလို့ခေါ်ပါတယ် စုကတဲခိုတာပဲလေနော်အနောက်ကဆိုးစနေရဌာနကိုပြောတာဂျင်မစာတာပစ္စည်းထုတ်ပိုးသည်လို့ပြောရမယ်နော်ဂျင်မစာတာပစ္စည်းထုတ်ပိုးသည်တို့ဒီပစ္စည်းထုတ်ပိုးတယ်တယ်လို့ပြောရမယ်ဒါဆိုရမယ်နော်ဂျင်မစာတာယောဟင်ငယ်ခေဖက်ခါတာဖြိုရစာတာစုစိုရရေခါတာဂျင်မစာတာဟုတ်ပြီနောက်တစ်ခုဒါဆိုရင်အောက်မှာချွတ်ပါရတာထွက်ခွာသည်ချွတ်ပါရတာထွက်ခွာသည် ဒုချာခါတာရောက်သည်ဟုတ်ပြီနော်ဒုချာခါတာရောက်သည်ဂျင်မူဖူတာလို့ပြောရင်ပစ္စည်းဖြည်သည်ဂျင်ကပစ္စည်းဖူတာကဖြည်တယ်အထုပ်ဖြည်တယ်ပေါ့ဗျာနော်မုတာတဲခိုသည်မုတာတဲခိုသည်အဲ့ဒါရမယ်နော်ချူပါရာတာဒုချာခါတာဂျင်မူစာတာအဂျင်မူဖူတာမုတာဟုတ်ပြီဒါဆိုလို့ရှိရင်အောက်မှာအဲဒီဘက်မှာရှိတဲ့ Ivan Saragara တာ ဒီတကြိမ်ဒီတစ်ခေါက်ဆိုတဲ့အဓိပ္ပာယ်ရမှာပေါ့ ibon huga huga ဆိုတာကခွင့်ရဲ့ furayo ဆိုတာဟုတ်လားဆိုတဲ့အဓိပ္ပာယ်နော် furayo ဟုတ်လားဒီလိုမျိုးသုံးတဲ့အသုံးစုံလေးဖြစ်တယ်သူကလည်းလိုတယ်လို့သုံးပါတယ်နောက်ရင်အောက်မှာဆုဆိုတဲ့ကိုရနေရာတွေကဘယ်လိုမျိုးတွေတောင်ရှိလဲဆိုတော့ဒါတွေအကုန်လုံးကတဲ့ကိုရနေရာတွေကြီးပဲပြောလို့ရပါတယ်ခွန်တော်ရှိမယ်မင်ဘတ်ရှိမယ်ဖက်ရှင်ရှိမယ်ယူဆုဟိုစတယ်ရှိမယ်ဟိုတယ်ရှိမယ်ပေါ့ဒါတွေအကုန်လုံးကို တဲခုရတဲ့နေရာတွေကြီးပဲလို့မှတ်ထားမယ်ဒါပေမဲ့နည်းနည်းလေးခွဲကြည့်မယ်အဲ့တော့စု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 စရာကတော့ဒါတဲခုရနေရာပေါ့နော်စုစုတဲခုရနေရာဟုတ်ပြီခွန်ဒိုခွန်ဒိုကတော့တည်တဲ့အတိုင်းပဲခွန်ဒိုကိုပြောတာပဲနော်မမ်ဘာနဲ့အမ်ဒီနေရာမှာတော့ခွန်ဒိုခွန်ဒိုလို့ပဲမှတ်တာကောင်းပါတယ်ခွန်ဒိုနော်ခွန်ဒိုခွန်ဒိုအဲ့လိုပြောလို့ရမယ်ခွန်ဒိုတိုက်လို့ပြောပေါ့နောက် member မြင်ဘက်ကဘာလဲဆိုလို့ရှိရင်မြင်ဘက်ဆိုတာလဲတဲခွေရနေရာပဲเนาะဒါပေမဲ့ကျွန်တော်တခုချင်းစီပြောပြပေးမယ်မြင်ဘက်ဆိုတာဘယ်လိုမျိုးလဲဆိုရင် အောက်မှာပေါ့နေဒီဘက်ကိုဆင်းပြီဆိုလို့ရှိရင်အဲ့ဒီအိမ်ရှင်တွေကလေသူတို့ရဲ့အိမ်ဝင်းထဲမှာဒစိမ့်တစ်ပိုင်းကိုပေါ့เนาะငှားပေးတဲ့အိမ်လေးတွေရှိတယ်အိမ်မျိုးသွားဗျာဘယ်လိုပြောမလဲစောက်ထားကျွန်တော်တို့ဟိုဘက်ဟိုဂန်ဝန်တို့ဘက်တို့အဲ့လိုမျိုးသွားပြီဆိုလို့ရှိရင်အဲ့ဒီဘက်တွေမှာပေါ့เนาะဘာလဲဆိုလို့ရှိရင်အဆောက်အဦတစ်ခုထဲမှာပေါ့ဒီအိမ်ရှင်တွေကနေပြီးတော့သူတို့ရဲ့အဆောက်အဦရဲ့ နောက်ထဲမှာပဲဖြည်းဖြည်းရှင်းမှာပဲဖြည်းအဲ့လိုမျိုးနှလုံးသုံးလုံးလောက်ကိုသူကအပိုဆောက်ထားတယ်အဲ့လိုမျိုးတွေမှာငားပြီးတော့နေရတာမျိုးကိုမင်ဘတ်လို့ခေါ်တယ်ကိုယ်အိမ်နဲ့ပုံပုံစံမျိုးဖြစ်သွားတာပေါ့နော်ပြောရရင်တော့အဲကျွန်တော်တို့အဲ့မှာနေပူပြရတယ်ကိုရီးယားသွားတော့ကတော့အလုံးနဲ့သွားရတာပေါ့နော်ကံဝန်သူဘက်ကိုအဲ့ဒါကိုမင်ဘတ်လို့ခေါ်တယ်ဆိုတော့မင်ဘတ်ကဘာလဲဆိုလို့ရှိရင်အင်ရှင်တွေရဲ့တစိမ့်တစ်ပိုင်းမှာငားပေးထားတဲ့အိမ်လို့ပြောလို့ရတယ် အဲ့တော့ဒါဆိုလည်းပဲတက်ခုကန်လို့ပဲမှတ်ထားရပါတယ်တက်ခုရနေရလို့ပဲမှတ်ပါမြင်ပတ်ဆိုကြားလိုက်တာနဲ့ဩသာတက်ခုရမယ်နေရပဲလို့နားလည်ထားရင်အဆင်ပြေတယ်ပြီးတော့ဘယ်လိုမျိုးတက်ခုရတဲ့နေရလဲဆိုတော့သူ့ကိုတိုက်ရိုက်ကြည့်ပါတာပြန်လို့မရဘူးလေကျွန်တော်တို့ကနော်ဒါကြောင့်မို့လို့နော် fashion fashion ကလည်းအတူတူပဲ fashion ဆိုတာကဒီတစ်ထပ်တိုက်ကလေးတွေနော်တစ်ထပ်တိုက်ကလေးတွေအဲ့လိုဟိုဘယ်လိုပြောမလဲပုံစံတူလေးတွေစောက်ထားတာအများကြီးပဲအဲ့ဒါမျိုးကို fashion လို့ခေါ်တယ် fashion အဲ့ဒါကလည်းပဲဒီခံဝန်သူတို့ပါတော့တောင်းခေါက်ကွင်းနေပါတယ်မှာတော်ထက်မှာခေါက်ကွင်းနေပါတယ်လည်းပါတယ်အဲ့အဲ့လိုမျိုးပုံစံတွေရှိတယ်အဲ့ fashion မှာတဲတယ်ဆိုလို့ရှိရင်ခေါက်ကွင်းနဲ့နှီးတယ်ပေါ့နော်ကျွန်တော်သွားခဲ့တုန်းကဟာတော့အဲ့လိုမျိုးနဲ့နှီးတယ်အဲနောက်ပြီးတော့ Yusu Hostel Yusu Hostel ကပါလဲဆိုလို့ရှိရင်ဒီဈေးတက်တာတယ်ပေါ့နော်ဈေးတက်တာတယ်များသောအားဖြင့်တော့ဒီခီးသွားလာရေးလူငယ်တွေပေါ့လူငယ်တွေခီးသွားလာတဲ့အခါမှာတဲတဲ့ဘော်ဒါဆောင်ပုံစံမျိုးပါသူကနော် အာအထူးသဖြင့်တော့ဒီလွတ်လွတ်လပ်လပ်လူငယ်တွေဆိုလို့ရှိရင်အရင်ကြီးကိုပစ္စည်းတွေပါအများကြီးမပါဘူးလေနော်ဘဲနှန်းရောင်းရင်လို့ခေါ်တယ်ဗျာသွားပွဲတလုံးနဲ့လွတ်လပ်လပ်သွားတဲ့ပုံစံပေါ့အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင်တော့အခန်းလေးတစ်ခန်းလောက်ငားရင်နေလို့ဆိုင်လို့အဆင်ပြေတယ်လေနော်ဒါကြောင့်မို့ဒီဟိုတယ်ကဘာလဲဆိုရင် use hostel ဆိုတာကဒီဈေးတက်တာတဲ့အဆောင်ဈေးတက်တာတဲ့ဘော်ဒါဆောင်ဒီနည်းအားဖြင့်လူငယ်ဘော်ဒါဆောင်လို့တောင်မှတ်လို့ရတယ်ဒီကောင်ကနောက်ဟိုတယ်ကတော့ဟိုတယ်လို့ပဲမှတ်ရမှာပေါ့ဒါပဲနော်ဟိုတယ်ကဟိုတယ် လဆင်ရပါပြီอืมဒါနဲ့အောက်မှာကြည့်ရအောင်ခုရင်မှုဘုဂောပုံကြည့်ပြီးတော့ဘောဂီဝါကခြေဥပမာနဲ့အတူတူဒေဝဘာရီဝံဆောင်ကဆေရောအပြန်လည်းပြောတာကိုပြည့်ပြည့်စုံပြုလုပ်ပါဝောဆွေရောဘာလုပ်လဲဆိုဒီမှာဘာလုပ်တဲ့ပုံစံလဲเนาะခြင်းမှုစာတာခြင်းမှုစာယုံလို့ပြောရမယ်ပစ္စည်းထုတ်ပို့တယ်ဒီလိုဖြစ်မယ်เนาะဝောဆွေရောဘာလုပ်လဲဆိုတော့အပေါ်မှာပါခဲ့လိုက်မယ်ဆူဆူရရခဲယုံ ရေရခါတာဆူဆူရေရခါတာနော်နောက်တစ်ခုကြတော့어디에서무거요ဘယ်မှာတဲမလဲလို့ပြောတာဒီပုံစံကဘယ်မှာပါခဲ့တယ်လဲဆိုတော့ဟိုတယ်ပေါ့ဟိုတယ်ရဲ့무거요လို့ပြောရမယ်ဟိုတယ်ဟိုတယ်နော်ဒါဟိုတယ်ပုံစံနောက်ပြီးတော့어디에서무거요ဘယ်မှာတဲလဲဆိုတော့မင်ဘကေမင်ဘနော်မင်ဘကေ무거요ဒါလို့ပြောရရတယ်နော်ဒါဆိုရင်ရပြီနောက်တစ်ခုမွန်ပေါ့ လာတဲ့ဥတဲတဲ့သူကတော့အချိန်ကိုဖော်ပြတဲ့အခါမှာသုံးတာပါကရိယာတွေနဲ့သုံးတဲ့အခါကျရင်အတ္တပါရင်ဥတဲသုံးပြီးတော့အတ္တမပါရင်လတဲလို့သုံးပါလိမ့်မယ်ဒုံစာရှောင်းယုံစာနှမျိုးစလုံးကိုသုံးလို့ရပါတယ်သူကအဲ့တော့သူမှာဘာမှပြောစရာမရှိဘူးအချိန်ကိုဖော်ပြတဲ့အခါမှာသုံးတဲ့သူကိုဘာသာပြန်တဲ့အခါဒုံကလို့ဘာသာပြန်လို့ရမယ်တဲ့အခါဒုံက ဩအနာဂတ်ကာလကိုရည်ရွယ်ပြီးသုံးကျင်နေဆိုလဲရတယ်အနာဂတ်ကာလရဲ့အချိန်အတိတ်ကာလမှာဖြစ်ခဲ့တဲ့အချိန်ကိုဖော်ပြခြင်းနဲ့ဆိုလဲရတယ်သူကနှစ်မျိုးစလုံးပေါ့နော်ဒါကြောင့်ဒီမှာသင်ကြည့်မယ်ပြီးတော့ဒီအဲပိစုံပန်ရဲ့အတိတ်ဒီခဏထားနော်ဖြောယုံစာဆိုတဲ့ဒီနာမဝိဒေသနာပုဒ်တွေနဲ့လည်းပဲသူကတွဲသုံးလို့ရသေးတယ်နော်မာတာဝမြင်တဲ့အခါတော့နေတဲ့အခါတော့ဒါမျိုးတွေမှာဆိုရင်အချိန်အခါကိုပဲသူကဖော်ပြသွားတာဖြစ်တယ်ပေါ့ ဆိုတော့မောက်တာစာတီလို့ပြောရင်မောဂူတဲစားတဲ့အခါလိုပဲတွေးပါနော်ဣပြတ်သမားတွေအနေနဲ့ပါရာပြန်လောက်ပဲဦးစားပေးရင်အဆင်ပြေတယ်နော်အများကြီးအဲဖြူရှူဝေးလောက်ကြီးစဉ်းစားကြရမလို့ဘူးနော်မောက်တာစာတီမောဂူတဲစားတဲ့အခါစားတုံးကရတယ်ခါရာသွားတီခိုက်တဲသွားတဲ့အခါအတ္တမပါတော့လာတာအဲပေါ့နော်ခိုက်တဲသွားတဲ့အခါ မန္တုတာပြုလုပ်သည်ဆိုတာလမူမမှန်ကရိယာဖြစ်တဲ့အတွက်လကပြောက်ပေးရမယ်ပေါ့အဲဒါကြောင့်မို့မန္တုတဲလို့ဖြစ်တဲ့နာသာဥဒရာနဲ့တွေ့ရင်လပြောက်တယ်ဆိုတော့ပထမဆုံးဥတဲနဲ့တွေ့တာဖြစ်တဲ့အတွက်ကြောင့်မို့လို့လကပြောက်သွားပြီးတော့လတဲနဲ့ပြန်ပေါင်းထားတာပါမန္တုတာပြုလုပ်သည်မန္တုတဲပြုလုပ်တဲ့အခါသူကတော့လွယ်လွယ်လေးပဲပြောထားတယ်အတက်ပြီးရှိရင်ရယ် sorry အတက်ပြီးမရှိရင်လတဲသုံးမယ်လအတက်ပြီးရှိလာရင်လည်းပဲလတဲကိုပဲသုံးမယ်လို့သူကတော့ပြောပြထားတာဒါကနော် ျွန်တော်တို့ကတော့မူမမှန်နဲ့ပဲသွားကင်နေပေါ့ရှိကန်ကြီးယေစုတဲ့အချိန်ရှိတဲ့အခါယောဟင်းငယ်ခါယုခရီးသွားမယ်ရှိကန်ကြီးအချိန်ကယေစုတဲ့ရှိတဲ့အခါယောဟင်းငယ်ခါယုခရီးသွားမယ်ဂျေဂျူတိုရဲ့ခိုင်တဲ့ဂျေဂျူတိုကိုသွားတဲ့အခါဘီယင်ဂျီရူထာယုလေရင်စီးတယ်အမှန်မှားတဲ့လေရင်နဲ့တင်ပေါ်ပဲစီးလို့ရပါတယ်ဂျေဂျူတိုကိုသွားရင်နော်ဂျေဂျူတိုရဲ့ခိုင်တဲ့ဂျေဂျူတိုကိုသွားတဲ့အခါဘီယင်ဂျီရူထာယုလေရင်စီးတယ်နော် ဦးရှိကလ်မန်ဒူတဲ့ဆာဆာပြုတ်လို့တဲ့အခါခီပူနီချွာရောစိတ်ခံစားချက်ကောင်းတယ်တဲ့ဒါတော့သူဝါရဏပါလို့ဖြစ်မှာပေါ့နော်ဆာဆာပြုတ်လို့တဲ့အခါမှာစိတ်ခံစားချက်ကောင်းတယ်ဆိုတော့ကျွန်တော်တို့ကတော့ဟင်းချက်တာကဝါရဏမပါတဲ့အတွက်တိတ်မကြိုက်ဘူးပေါ့နာနံပုတ်တွေလည်းတွဲလို့ရပါသေးတယ်လို့သူကပြောထားတဲ့ဒီမှာတဲဆိုပြီးတော့နန်စင်တော့ဥလကိုဖြုတ်ပြီးတော့တဲနဲ့သုံးရလိုက်မယ်ဟုတ်ပြီနော်သို့တော်သူ့မှာကန်တက်ချက်ကလေးရှိတယ်အချိန်ကိုသုံးတယ်ဆိုပေမဲ့ယိုယီ နေ့ဆိုတဲ့သကလုံးရယ်နောက်ပြီးတော့အိုးတန်းမနေ့ပိုင်းအိုဟူညနေပိုင်းဆိုတဲ့သကလုံးနေနဲ့တော့တွဲသုံးလို့မရဘူးတဲ့ဟုတ်ပြီလားအိုဟူတဲ့ညနေချိန်ပေါ်စတဲ့ပြင်ဒါမျိုးတွေနဲ့တွဲသုံးလို့မရဘူးဒီလိုပြောထားတယ်သူကဆိုရင်ဖြူကားတဲ့လို့ပြောတယ်ဖြူကားသာခွင်းရဲ့ပေါ့နော်တဲကအချိန်ခါဆိုခွင်းရတဲ့အခါဒီလိုပြောမယ်ဘူဆန်နဲ့ခိုင်ကိုရေရောဘူဆန်ကိုသွားမယ်ခွင်းရတဲ့အခါဘူဆန်ကို သွားမယ် ဟုတ်ပြီနော်ဒါဆိုရင်ဒီသဒ္ဒနာပတ်သက်ပြီးတော့အောက်မှာလေ့ကျင့်ခန်းကြည့်အောင်ခုရမဘုဂောပုံကြည့်ပြီးတော့တဲ့ဘုဂီဝါကချီဥပမာနဲ့အတူတူဒဲဖာရဝံဆောင်ပါစေရောအပြန်လန်ပြောတာကိုပြီးပြည့်စွာအောင်လုပ်ပါဆိုတော့ရှီကန်ကြီးစုတဲ့မော်ဟေယောချိန်ရှိတဲ့အခါဘာလုပ်လဲဤတောင်းဖြိုနော်ယတမထားတဲ့ဇယားဒီလိုပြောမှာအဲ့တော့ရှီကန်ကြီးစုတဲ့ချိန်ရှိတဲ့အခါမော်ဟေယောဘာလုပ်မလဲဆိုတော့ချင်းကူရမန္နာယောတငယ်ချင်းကိုတွေ့မယ် အဖြေထားပြီးသားနာတကုဒီမှာဖြေကုန်းနာတာပြင်မန်းဒီဒီမှာရှီကန်ကြီးတာကိုရှီကန်ကြီးတဲလို့ပြောတာဖြေကုန်းနာတာပြင်မန်းနွမ်းနယ်ဒီပေါ့ဖြေကုန်းနာတဲ့မောဟေးယူပြင်မန်းနွမ်းနယ်တဲ့အခါမောဟေးယူဘာလုပ်လဲဆိုတော့ coffee တွေမှာရှော်ရော coffee တောက်တယ် coffee တွေမှာရှော်ရော coffee တောက်တယ် now ဟံကာဟာတာအလုတ်ပါတာပေါ့နော်အလုတ်ပါတာဟံကာဟိုက်တဲ့အလုတ်ပါတဲ့အခါလတဲ့နဲ့တုံးပေါ့မောဟေးယူဘာလုပ်လဲဆိုတော့ 휴게실에서 쉬어요. 나니가마 날래 휴게실에서 쉬어요. 나니가마 날래날래그 날씨가 맞다. 야리우르가 찔린디. 날씨가 막을 때 야리우르 찔리네 가. 을 때네 동뭐 해요? 발레레에서 공원에서 운동해요. 공원에서 뺀자마 운동해요. 아가다 룩바레. 나 봉지비랑구름무 보고 봉지비 보기와 같이 우바만에들 문장 완성하세요. 외자고 비비전 로바래 부산에 갈 때 k t a 를 어, 타요. 부산고 다래가 KTA고 C래 들로별너더 부산리 비하다. 나들레션이만 모여안이래 보. 에러 비가 올 때 모여아래가 집에서 책을 읽어요. 이마 사우파데 비가 올때로 채우면 집에서 책을 읽어요. နောက်တစ်ခုကြတော့ဗာဖြစ်လဲနိုင်ရှိကချူလ်တဲတို့တို့ရပါတယ်ယာရီဥကောင်းတဲ့အခါနိုင်ရှိကချူလ်တဲယာရီဥကောင်းတဲ့အခါဆန်ချက်ခေရောလမ်းလျှောက်တယ်တို့လို့ဖြစ်ရင်ရနောက်တစ်ခုရောင်ဟွာဖူလ်တဲရုပ်ရှင်ကြည့်တဲ့အခါရောင်ဟွာရဖူလ်တဲရုပ်ရှင်ကြည့်တဲ့အခါခါကြရမောကောရောခါကြစားတယ်ခါကြစားတာကိုရီးယားမုံမယ်တကယ်တော့ဘစ်ကက်လို့ပြောလို့ရပါတယ်เนาะအများကဘစ်ကက်လို့ကျက်တော့ဘစ်ကက်လို့ကျက်ပေါ့အမှန်တော့ကိုရီးယားမုံဘစ်ကက်ကဘစ်ကက်တက်တက်ရှိတယ်လေ ဘေးစကက်လိုမျိုးလိုပဲသူလည်းပဲတတိဝလန်နေနဲ့လှုပ်ထားတဲ့ပြုတ်လှုပ်ထားတဲ့မုံကိုခွာကြလို့ခေါ်တာနော်ဒါကြောင့်ခွာကြခွာကြပဲဘေးစကက်နဲ့တော့ရောလို့တော့မရပါဘူးနော်ဒါဆိုရပြီအာနောက်တစ်ခုဒဲဟွာသွားကြည့်မယ်ဒါဆိုရင်အာကွန်းရှီအာကွန်းနဲ့အီဗွန်ဟျူကာတဲဒီတစ်ခါပိအခွင့်ရတဲ့အခါဟုတ်ပြီနော်ခွင့်ရရတဲ့အခါပေါ့မိုဟိုက်ကိုရရောဘာလို့မှလဲဒီတစ်ခါခွင့်ရရတဲ့အခါဘာလို့မှလဲအာကွန်းရှီ 이번 휴가 때 뭐 할 거예요? 내가 코에아래가말을 말해. 친구하고 동해진이 부산에 여행을 갈 거예요. 친구하고 동해진이 부산에 부산고 여행을 갈 거예요. 그이 함에 그래요? 헐라 부산에 갈 때 부산 또아래에 가. 뭐 파고 타고 가요. c 비도와들래 그래요 하라 부산에 갈때 부산 도너에 가 뭘 타고 가요 바시비 도 놔들래 KTA를 탈 거예요 KTA 고 시메 KTA를 탈 거예요 KTA 고 시메 k t x 를 번호 우리 말하 k t x 들로 동네버 에러 k t x 를탈 거예요 k t x 고 시메 나르구 수소는 예약했어요 수소 들어가 되고야 니야 ရေရခက်ဆိုရကျူတင်မာပြီးပြီလားကျူတင်ဘုတ်ကင်လုတ်ပြီးပြီလားစုစုံနရေရခက်ဆိုရတဲ့ခွေရမယ့်နေရာကတော့ကျူတင်မာပြီးပြီလားကျူတင်လုတ်ထားပြီးပြီလားဘုတ်ကင်ချိန်ပြီးပြီလားပေါ့နေဟုတ်ကဲ့စာကိုဂျွန်းစေတက်တာပြီးကောင်းတော့တဲ့ဟိုတယ်ရီဆော့ဆော့ဟိုတယ်ကရှိလို့ခုဟိုတယ်ရဲ့အဲ့ဒီဟိုတယ်ကိုရေရခက်ဆိုရဘုတ်ကင်လုတ်ထားခဲ့တယ်တဲ့ကျူတင်မာကြားထားခဲ့တယ်ပေါ့ဒါဆိုရင်တစ်ခေါက်ဖတ်ရင်းနဲ့ဘာသာတစ်ခေါက်ပြန်ပြမယ် 아군 씨 이번 휴가 때 뭐 할 거예요? 아군 디더카 휘야레 가뭐 할 거예요? 말로 말해 친구하고 부산에 여행을 갈 거예요. 동해진이 부산고 그이 다음에 그래요. 부산에 갈 때 뭘 타고 가요? 헐라 부산고 또래 가 바시비 다음에 KTX를 탈 거예요. KTX 심에 숙소는 예약했어요. 대야면 이아가로 ကျူတင်မှာကြားပြီးပြီလားဘူကင်ချိန်ပြီးပြီလားနဲ့စာကိုဂျွန်ဟိုတယ်ဆိုဆိုကောင်းပြီးတော့အာ sorry ဈေးတက်တာပြီးကောင်းသောဟိုတယ်ကရှိလို့ခုဟိုတယ်ကိုရေရခဲ့ဆိုရအဲ့ဒီဟိုတယ်ကိုကျူတင်မှာကြားထားခဲ့တယ်ဘယ်လိုပြောမလဲနော်ဟုတ်ပြီဒါဆိုလို့ရှိရင်အောက်မှာချက်ကြည့်မယ်နော် data ဖဲပါရောဖြည့်စားကြည့်ပါတယ်လို့ပြောတယ်နော်အာဂွန်ရှင်နီဗန်ဟျူဂါရဲ့ဒီအာဂွန်ကဒီတစ်ပတ် ရှုကရဲ့ခွင့်ရမှာမောဟိုက်ကိုရောဘာလို့မှလဲဆိုတော့ပြောသွားမယ်လို့ပြောတယ်။ဘူဆန်နဲ့ခိုက်ကိုရောဘူဆန်သွားမယ်တယ်လို့ပြောတယ်မလား။ဘူဆန်နဲ့ခိုက်ကိုရောဘူဆန်သွားမယ်။အကွေရှင်နဲ့ဘူဆန်နဲ့ခိုက်တဲ့ဘူဆန်ကိုသွားတဲ့အခါမောထာကိုခိုက်ကိုရောဘာစီပြီးသွားမှလဲ။ KTH စရခိုက်ကိုရော KTH စီမယ်အမြန်ရထားစီမယ်ပေါ့။နော်အမြန်ရထား KTH ဆိုတော့ကဲဒါဆိုရင်ရပါပြီ။အောက်မှာဂျယ်ရှိတဲ့ဖြိုရုံတို့ဟာရုံငါရော ဒီမှာရဲ့ဘိုးဆေရောတဲ့ကဲဒါဆိုရင်ဒီမှာအသုံးကြည့်အောင်လက်တွေ့အသုံးချကြည့်မယ်ဂျေဂျူတိုဂျေဂျူတိုပဲဂျေဂျူတိုရဲ့ခါတာဂျေဂျူတိုကိုသွားတည်ပြီးရင်ကြီးလေရင်လို့သူကပေးထားတယ်ဒါဆိုရင်အီဗန်ဟျူကာတဲမိုဟိုက်ကိုရေရောဒီတစ်ခါခွင့်ရတဲ့အခါဘာလုံးမှလဲခွင့်ရရတဲ့အခါဘာလုံးမှလဲဒီလိုပြောတော့ဂျေဂျူတိုရဲ့ယောဟင်ငွေခိုင်ကိုရေရောဂျေဂျူတိုကိုခရီးသွားမယ်ဟုတ်ပြီနော်ဂျေဂျူတိုရဲ့ယောဟင်ငွေခိုင်ကိုရေရောဂျေဂျူတိုကိုခရီးသွားမယ် ဖူရဲဟောဟလာဂျေဂျူတိုခိုင်တဲ့ဂျေဂျူတိုကိုသွားတဲ့အခါဂျေဂျူတိုရဲ့ခိုင်တဲ့ဂျေဂျူတိုကိုသွားတဲ့အခါဒါဝင်သွားတယ်နော်မောထာကိုကရောဘာစီးပြီးသွားတယ်လေဆိုတော့ဘီယင်ဂီလာပြီပေါ့ဘီယင်ဂီရထိုက်ကိုရရောလေရင်စီးမယ်ဘီယင်ဂီရထိုက်ကိုရရောလေရင်စီးမယ်ဩပေဒါဇနီနီယာမှာအစားထိုးရမယ်နော်ဆုတ်ချိုအီဗန်ဟျူကာတဲ့မောဟိုက်ကိုရရောဒီတစ်ခါခွင်ရတဲ့အခါဘာလုံးမလဲတလို့ပြောတော့ 속초에 갈거 여행을 갈 거예요. 속초고 이 다음에 속초가 남해변은 유 남해변. 그래 속초에 갈 때에 속초고 또아래 에가 들르더면 그래요. 헐라 속초에 갈 때 속초고 또아래 에 가뭘 타고 가요? 마시비 도 하면 레스로 고속버스를 탈 거예요. 위비가 오시메 고속버스 위비가 야래너 나설로시 나라지 캐다마 바부 시마 바비다 미니니. အတန်တွဲအတန်တွဲမှာဗာလေးရှိလဲဆိုတော့သူကတော့လာနဲ့ပတ်သက်တဲ့ဟာပေါ့နော်အာလ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 ာနဲ့ပတ်သက်တဲ့ဟာဆိုတော့အောက်မှာအတန်ဖြစ်တာလေးတစ်ချက်ကြည့်အောင်ဒီမှာဓာရကလာပေါ့နော်ဓာရကလာပဲနော်ကောင်းငင်ကလာကိုပြောတယ်ဓာရဓာရနော်နောက်ပြီးတော့တလားနလားလို့ရေတွက်တဲ့အခါမှာလည်း၃နှစ်လားရှိပါတယ်နော်အမလားသာတလားဘလောက်ရလဲဟန်တာတဲ့ဟောလမရေရောလို့ပြောတာရှိတယ်အဲ့ဒါလည်းလာပါပဲနော် မူလကရတိပါတဲ့ရေပေါ့နော်မူလရေဆုအရေဒါလာတတန်တွေကိုပြောထားတာဗျာနော်နောက်ဓာရီရခြေတော့ဓာရီခြေတော့နောက်ပြီးတော့မူရီအော်မူရီဟာသာဆိုရှိတယ်မူရီဆိုဘာလဲဆိုအလွန်ကျွန်လောက်တာကိုပြောတာအလွန်ကျွန်နော်အလွန်ကျွန်လောက်တယ်ဆိုလို့ရှိရင်မကောင်းဘူးလေအလုပ်တွေပါတယ်ဆိုရင်အင်းလိုက်အားဆိုင်ပြီးတော့ အော်အတင်းအကျပ်လုတ်တဲ့ပုံစံမျိုးကိုမူဒီလို့ခေါ်တယ်ဆိုတော့အလွန်ကျွန်လုတ်ချင်းလို့မှတ်ရမယ်နောက်ပြီးတော့စူရီစူရီစရာပြုပြင်တာလေကားဒီပါတွေပြုပြင်တာမျိုးဆိုလို့ကျင်တာအဲ့တော့ဒီနေရာမှာကျတော့ရာအတန်လေးနဲ့ဖြစ်တယ်ကိုရီးယားမှာကျတော့နော်သာရီမူရီစူရီအာရာအတန်နဲ့ဖြစ်တယ်ပေါ့နော်ညလောက်ဆိုရပါတယ်အဲ့ဒါဆိုရင်အောက်မှာတစ်ချက်ကြည့်အောင်အော်ဟီတူယောဟင်ကြီးခီးသွားတယ် နေရပေါ့ယောဟင်္ဂခီးသွားခြင်းခြီးကနေရခလျင်တော်ဘီတဲ့နော်ဆက်ဆက်တဲ့မိနင်းနေသွားကြည့်မယ်နော်အော်ကြီးတွေဩနာတော့တို့ဘဝန်ဘတ်တို့ဟောင်းနေမှာလဲပါတဲ့ဟာတွေပါပဲနော်ဆန်ဆန်ကတောင်ကိုပြောတာပါဆန်ကတောင်ဟိုစုရေကန်ဟိုစုရေကန်ခန်းကမြေနော်ခန်းကမြေဘာသာပင်လဲဆန်ကတောင်ဟိုစုပင်ဟိုစုကရေကန် ခါငါမြေနာဘာတာကပင်လေအော်နာတခုဆုံးငါကျွန်းဆုံးငါကျွန်းအဘိနာကျွန်းနာပြီးတော့အုံချောင်းငါရေဘူးဆန်းအုံချောင်းရေဘူးဆန်းရေဘူးဆန်းမဲနချွန်းစာဆန်းချောင်းကိုပြောတာဗောနော်နာပြီးတော့အော်ယူကြော့ကြီးတမိုင်းဝင်နေရလို့ပြောရမယ်ယူကြော့ကြီးတမိုင်းဝင်နေရ ရှရာအမွေနှစ်တွေရှိတဲ့နေရာမျိုးကိုယူကြောကြည်လို့ခေါ်တာတမိုင်းဝင်နေရာပေါ့ကျွန်တော်တို့ဒီပကံဟာမျိုးပေါ့နော်တမိုင်းဝင်နေရာမင်းစုတ်ချွန်ဆိုလို့ရှိရင်တိုင်းနာကြည်ရွာလို့ပဲမှတ်ရပါလိမ့်မယ်မင်းစုတ်ချွန်တိုင်းနာကြည်ရွာဘာဖြစ်လဲချုံးကတော့ရွာကိုပြောတာအမေနော်အမေတော့ပြည်သူတွေရဲ့ရွာလို့ပြောချင်တာအတော့ဒီမှာတိုင်းရင်သားမှမရှိတာဗျကျွန်တော်စီမှာပဲတိုင်းရင်သားရှိတယ်လေတကယ်တော့အတိုင်းမဲ့ကျွန်တော်တို့မီနင်းကြက်လို့ရအောင်တိုင်းရင်သားကြည်ရွာလို့ပဲကြက်ကြရတယ်ဟုတ်ပြီလား အင်းလုံးကဆိုတာကြေးရွာပုံစံပဲကြေးရွာကြေးရွာနော်ဟိုတုန်းကကြေးရွာပုံစံအဲ့ဒါကိုပဲမင်းစုတ်ချုံလို့သုံးတာနော်မင်းကဒီပြည်သူပဲပြောတာပဲစုတ်စွာကဒီအထဲမှာရှိတဲ့ချုံကတော်ပေါ့နော်အချုံစားကြောင့်ချုံစားတယ်လို့ပြောရင်တော်တာတယ်လို့ပြောလို့ရတယ်နော်ချုံစရော့တာလို့ပြောရင်တော်ဆန်တယ်တယ်လို့မျိုးသုံးတာရှိတယ်အချုံစားတော်ကိုပြောတာရှီကိုလ်နဲ့အတူတူပဲဘယ်တော့ဒါတော့အများအနည်းတူပေါ့ဒီတိုင်းပဲကြက်ပါမင်းစုတ်ချုံစင်တိုင်းနာကြေးရွာတယ်လို့ပဲနှုတ်ဆွဲနေတယ်တယ်လို့ပဲကြက်ပါ တကယ်လို့ဟာမဟုတ်ဘူးဆိုလို့ရှင်လက်မြေစုတ်ချုံဆိုလို့ရှင်သူရဲ့ရိုးရကြီးရွာပေါ့ပြောရရင်ဟိုတုန်းကရှိခဲ့တဲ့ကြီးရွာပုံစံပေါ့နော်အခုပုံစံနဲ့တော့မတူတော့ဘူးပေါ့ဟိုတုန်းကအိမ်ပုံစံနေနဲ့ကြံခဲ့မှာပေါ့ဒီဟာကနော်နိုရီခုံကကစားကွင်းလို့မှန်ရပါပြီကစားတဲ့ပန်းဉံဆိုတော့ပန်းဉံကောကစားတဲ့ကွင်းကောတူတာတွဲထားတာအဲ့တော့နိုရီခုံကွန်းလို့ပြောရင်ကစားကွင်းလို့ပဲမှတ်ပါရတယ်ဟဲဆူယိုကျန်းဟဲကပင်လေကိုပြောတာဆူကရေကိုပြောတာယုတ်ကရေချိုးတာကိုဆိုလိုချင်တာဆိုတော့ ဟဲဆူယိုကျန်းလို့ပြောရင်ပင်လယ်ကမ်းဆက်ရေကူးတဲ့နေရာဒီမှာတော့ beach ပေါ့နော်ပြောရင်